အနင်္ဂလာပါဘီကန်တတိမန့်ကကျူးစုပါတယ်ဘီကန်တတိမန့်ရဲ့ဆာဗာဝိုင်းစီစဉ်မှာယနေ့လက်ကျလာတာကတော့ဆရာကြီးပုဒုခရေဒေါ်စာကြီးဟုဆိုရယ်ဝတ္ထုတော်လေးကိုတင်ဆက်တော်မှာဖြစ်ပါတယ်တီးတန့်စာဖတ်ချက်များသူများအတွက်တွားရင်လာရင်လှူရှိုင်းနဲ့အစင်းနဲ့စာဖတ်သလိုနားဆင်နိုင်မယ့်စီစဉ်ကောင်းလေးတစ်ခုကိုဖန်တီးထားခြင်းဖြစ်ပါတယ်မြို့ချင်းတရားရတဝတ္ထုတော်လေးမျိုးကိုစေတမ်းကြတောင်းဆိုလို့ရပါတယ် ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခြင်းအပြင်ညှိပေးကြပါဦးလို့မေတ္တာခံပြပါ Those are you မြို့ကြီးပြာကြီးညနေကြီးတို့အိမ်မှာအတင်းပေါင်းစုံအဖျင်းပေါင်းစုံပြတင်းပေါင်းစုံတို့ဒီမော်တော်က driver ထမ်းမတစ်စက်နီးစက်ရာတွေကို ပေါ့ကြပြန့်နှံ့ကုန်တဲ့သူကျွန်တော်တို့ရွာလေးပို့တော့အန်ထိတဲ့ဒေါ်စာယူထမ်းမတာအိမ်ရင်းကအခွင့်အရေးတွေကိုကြားသိနိုင်ရရှိလိုလို့ဒေါ်စာယူမှာအသက်50ကျော်ခန့်ရှိဖြစ်တော်လဲတမ်းမာဖက်လိုက်မြေတန်းကျမ်းမာလေးရှိလိုပြီပြောရမှာလဲတက်တန်ရှင်ရှင်မုံမုံကြီးပင်ဖြစ်လိုတယ်အကျော်ချင်းနားလေသည်မလဲသည်ကိုဒိဋ္ဌမပြောနိုင်တော့လဲကောင်းကြိုက်ရင်ဒေါ်စာယူကလည်းအနှိမ့်ခိုင်းကြသည် ဝန္နာလီချပါပဲဖြစ်ဖြစ်နှိတ်လို့မှမသက်သားလျင်နင်းနံနင်းပြီးအပူထုတ်ကန်ထုတ်ပြီးစီဒေါ်စာယုသည်အနှိတ်တဲ့တက်တရာမဟုတ်ဝမ်းဆွဲမိနေတဲ့ပညာရင်လဲအတော်ကျွမ်းကျင်ယူယူရှိကြလေတော့ဒီဒူပညာမှာဒေါ်စာဝီတံပွေဝန်းကြောင့်ဘူးအတိတ်ကလေးညတာဖြစ်လေတော့ဒီထိုလိုများပင်အပူအလုပ်ကင်းများလဲပါရှိပါသည်နတ်ဝင်းဆုံးဖူးဘီဒင်လက္ခဏာဒါရီလဲ လောစာယူမကြခဏတမားကိုပြတတ်ပါပြီ။အမှန်စီစစ်ဆိုရလျင်လောစာယူသည်ဘုဟုတုတကလေးအတော်ပြေဝပါသည်။အကြောင်းဆက်ပြီးတိုင်းဘာပဲဖြစ်ဖြစ်သူတို့ဝါနားထောင်လို့ကောင်းအောင်ယုတ်တိမရှိတာတွေရောရှိတာတွေကိုစီကစင်ကပြောပြတတ်ပါသည်။ဥဒဝင်အကြောင်း38မိအကြောင်းဇက်ကြီးဆယ်ဝယ်အကြောင်းဘိုးစင်စိန်ကရုံဆရာပုဖုန်ယူဝထရီလီအောင်ပလာ ဒါတွေကိုလည်းသူပြောတတ်တယ်။တရေတစီခုံးစာဆောင်ကြောင်းများလည်းပြောရမည်ဆိုနေ။နေကံတော့လူဘူသာမကအနာရင်ရှိသောလူတွေပါကက်ချိတ်ထိတလက်လန့်နေစိတ်ဝင်စားလာအောင်ဆွဲဆောင်နိုင်ပြီးတော့ပြီ။မဘရာကုရာတကေတူကိုရန်ငန်းများဆိုရင်လေသူ့ဘူရာညက်ရည်ကလေးစန်းတန်းစန်းတန်းနဲ့ဝမ်းအောင်ဆွေအောင်ကရုဏာတက်လာအောင် စကားတစားဆင်နိုင်ပါသည်။ထို့ကြောင့်တရွာလုံးကဒေါ်စာယူ တုနှိတ်ခံရင်ဒဏ္ဍာရီပုံတို့ပတ်စာ90အမြင့်တန်းတကားရောကောင်းတဲ့အတွက်ပို၍အသုံးပြုကြရသည်ဘုသူသောဒဏ္ဍာရီကိုညှိနေလာသောအခါမင်းရထဲရွာတွေကအင်းအောင်ကြီးအင်းဝင်းကြီးတွေကိုဒိန်မဒိန်တို့ဟုတ်တယ်ချတတ်တယ်လို့ပြီဒိုလုကပူရွေပင်ယူလေးကိုစိတ်ဝင်စားနေပြီပူနေလေးသရင်တွေကိုဒေါ်စာယူထမ်းမှအများကြီးရှိခဲ့သည်ဒီနေ့ကမမင်းပုံ ေးတဲ့ကိုထူးထူးအောင်နေဆိုလို့တွားနှိပ်ပါတော့တကယ်သူ့လွန်ကိုရွှေလင်းကဝင်ငယ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒီမရရန်ဖြစ်ကြတာကျုပ်ကဝင်ပြီးဖြေရသေးတယ်တော့ကိုရွှေလုံးဆိုရက်ကိုရွှေလုံးကလည်းရိုးတယ်ရိုးတယ်နဲ့ဝင်ငယ်နေမဲ့နေတော့လေမမင်းမော်ရဲ့ပြူမကလေးဆိုပါလားမမင်းမော်ရဲ့ညီမမွေးတဲ့ဟိုပြာနဲ့နဲ့ကောင်းမလေးကသူ့နာမည်ကဘသူလဲဟဲအေးမီဆိုလားအဲ့ဒါ ။မမင်းမုံကတော့သူ့မျိုးဆိုပြီးကဲပြီးပန်ပိုးချင်တာမဟုတ်လား။ခေါမလေးကိုလှုပ်လှုပ်ဆားဆားထားပြီးတော့ပေါ်ထားလိုက်ရော။အဲ့အရာဘူး။ဘူရှီလုံးကတညကတော့မြို့ကြောင်ထဲမှာကောင်မလေးကိုဆွဲလာခက်လာလို့တော့ဘူး။သူ့ကိုယ်တိုင်မြင်တဲ့တော့အဲ့တုန်းကမမင်းမုံကအုတ်ထားသေးတယ်ပေါ့။နောက်တော့လေကောင်မလေးရဲ့ခက်ရွရွကိုရှီလုံးကလည်းခတ်ထထားဆိုတော့ဒိန်နဲ့နေပြကြတာပေါ့။အဲ့ဒါစူရတာပဲ ဒါလည်းမမင်းဘုံကစုမဲ့သားစုရတော့သူ့အောင်ကောင်းလာမှန်းအဲ့လေဟိုတော့ကသူတို့အိမ်မှာဆရာရောင်ရောင်ဘာရောင်ရောင်လူတယောက်ရောက်လာပါကုန်အဲ့ဒီဆရာလိုလိုမော်လိုလိုအင်းလိုလိုကမ္မထမ်းလိုလိုအင်းငန်းကြီးမှာကနကာကြီးချပြီးတော့ကရဝဲတွေထိုးတယ်စီးတွေပြီးလိုက်ပြီးလိုက်ရတဲ့လက်ဖွဲ့တွေအဲ့တနေ့တော့ကျုပ်ကလည်းအပိကလေးတကြူလောက်သူတို့အိမ်ဘွားတောင်းလာတယ်အင်း မမင်းပုံအတန်မကြပါလားဆိုပြီးကလတ်ကလေးကိုဖွင့်ကြည့်လိုက်မိတာတကယ်တော့ပြောမပြောချင်ပါဘူးအဲ့ဒီဆရာကြီးရင်ဝင်ထဲမှာမကြီးသားအကြီးဆိုင်နေလိုက်တာကျုပ်ဖြင့်မျက်စိမြည်ရဲလို့ထွက်ပြေးလာခဲ့ရတယ်တို့ကြတော့မမင်းပုံကကြပြကြရခေါ်ပြီးမပိတူဦးတော်နှုတ်ပိတ်ခါသဘောမျိုးပြီးလိုက်သေးတယ်တော်ဟဲ့ဟဲ့ဟဲ့ဤလူအเจ้าမျိုးကိုကြားကြည့် ုံစားကိုခေါ်၍အနှိတ်ခံရသည်ကြားနိုင်ပါလိမ့်ဘူမတပါဘယ်မင်းကလေးနဲ့ဘဒုတာကြိုက်နေကြသည်ဘယ်သူကဘဒုကိုခိုးပြေးသည်ဆိုသောသတင်းမျိုးကိုလည်းဒေါ်စာယူတာလည်းအရင်ဆုံးပြီးလိုက်ပြီးတော့ဒီကဲ့သို့ဥစွာပထမသိရှိခြင်းမှာဒေါ်စာယူတွင်ဒိဗ္ဗဆက်ကုဒိဗ္ဗတောတရှိ၏ဘုံသူတို့သူတို့နှုံးကြတွင်အောင်သွေးကစား၍ဒေါ်စာယူကိုယ်တိုင် ဖူးစာရေးနဲ့လှုပ်ပေးခြင်းကြောင့်သာ ဖြစ်လေလို့ဤကာယကံရှင်နှင့်ဥက္ကလွေ၏ဒေါ်စာယုအတွင်းသည့်အစင်းသည့်အွန်လိုင်းကြီးမဟုတ်ပါလော။ဒါရဲတွင် လင်ကောင်းမပေါ်ပဲကလိမွေကြီးပရိသန်ကြီးကိုဖြစ်ချခြင်းလူဒီကအဆမတန်သောနှုတ်ပိလက်ကနဲ့ဒေါ်စာယုလှုပ်ပေးရတော့။ဒါပေမဲ့တရရဲ့ညံ့မကူခင်မှာပဲဒေါ်စာယုကဥညာကိုတူတူအိတ်တွေကြည့်ပြီးပြောပြီးသားဖြစ်လေတော့။ဤကြရင် ဒီဝိုင်းနာမှာထားတော့ငါညီကိုယူလို့ပြောတာအဲ့ဒီကောဇာယူဆိုကလုံးမြဖြစ်စားပြီနောက်ဆုံးမွေတွင်နေဒီစကလုံးနေတာထပ်ယူပြိတ်လဲခြင်းမှာဒေါ်ဇာယူဤတောတရှင်တို့လူရတပြတာဖြစ်နေတော့မည်ထို့ကြောင့်သူ့အကြောင်းကိုလူတိုင်းလူလူကြည့်ကြပြီဖြစ်ပြီဒေါ်ဇာယူရှိမှဘာမှမပြောချမ်းနဲ့နော်ဒီမင်းမကြီးကတင်းဟာစကားကိုတင်းပို့ပြီးတော့လေအတင်းပြောနေတာကြားရလားစိုးစမတ်ပြောကြရည်ရာ ောသာကြီးဘူးတော့ဘသူကမှမမုန်းရကြအကြောင်းရှိရှိမရှိရှိရနေကြီးညောင်းရင်ကြောချင်းတောက်တင်းလေဒါမှမဟုတ်ပဲအပြင်းကြီးငွေလေဒေါ်သာယူယူကသာခေါ်ရလေတော့ဒီဒေါ်သာယူကအဖော်ပြုကြလေတော့ဒီစကားစမီပြောကြရပြီတနေ့တော့တကြီးကတော်ကဒေါ်သာယူကိုသူ့စိတ်နဲ့ဆုပ်ကိုပါလိဟုဆွဆွဲပြောတဲ့နေ့တခုမှာတမောချင်းရွာတွင်သူပြန့်နှံ့သွားလေတော့ဒီသူတရင်ကို ဘယ်သူကပြောသနည်းဒေါ်စာယူကိုပင်သူ့အကြောင်းသူလေပြောပါလိမ့်ဒေါ်စာယူဆိုသောဒေါ်စာယူက သူများအကြောင်းဖောက်သိချ၍အားရဒီမင်းမဟုတ်သူ့အကြောင်းလဲသူဖော်ပြပါသည်တကယ်တော့ဖះပီပီချက်ပီပီကျုပ်တို့သူများကြီးစီဆိုလို့အတူတချောင်းမှမပေးရောမယူခဲ့ပါဘူးယူဖို့ထားလို့စိတ်ထဲရတော့မပြေမှားခဲ့ပါဘူးကွယ်ကာလနာတိုက်တီးပြပြစီရဲ့သူက ကိုကျော်လေးတစ်ချက်နှစ်ချက်ရှော့ပေးစမ်းပါဆိုလို့ခိုင်းလို့ထိတ်ပြေးနေပါတယ်။ကွင်းဟာတညက်လောက်ကြာတော့တိတ်ပျော်သွားတာနဲ့ထပြီးပြန်ခဲ့တာပဲ။သူ့စိန်လက်ဆွတ်ဆိုလို့ငင်းအောင်မမြင်ခဲ့ရပါဘူး။အေးတခုလို့ရှိပါရဲ့။ဆက်လက်ဒူလေးတို့တော့ညှိပြီးတောက်ခတ်မိပါရဲ့။မိစာယူအသက်60ပြီတော့မင်းဒီလိုတစ်ခါမှဆွတ်ဆွတ်ဆွဲဆွဲမခံဘူးခဲ့ရပါဘူး။ပတလုံးဥစုခွဲဆွမစားအဲ့တော့အဲ့မှာဒီရေဒေါ်စာယူပါတိုးသေး။ တကြီးကတော့မတ်ရှိစင်ပြောရတော့သူကိတ်ပြော်နေဦးစိန်နဲ့စုပ်ကိုသူ့လက်တကြွေကနေဖြုတ်ယူသွားဟန်သူကြောင့်ရီချိုးပြီးတနခါလင်းကြီးစီမှာမိရဲ့ကျော်တက်တယ်လို့ရှိလာကြောင်းဒေါ်စာယူကိုခေါ်၍တစ်ချက်နှစ်ချက်အနှိတ်ခံပြီးကြောင်းစကားတပြုံးပြုံးနဲ့တင့်ရရနေပြောသူကိတ်ပြော်သွားကနေချီတွေလက်တွေချိုးပေးတဲ့ကြောင်းလက်စမှာတကြီးတုတ်ပြီးကလေးကခတ်ချောင်ချောင်ဖြစ်နေကြကြောင်းကိုအလွယ်ကူကြည့်သွားနိုင်ရရှိကြောင်းအဲ့ရလူကြီးချစ်တဲ့သူအခါ ရောစာယူရောတက်စွပါမရှိတော့ကြောင်းသူ့အိမ်ကိုလည်းခုနှစ်ကဘယ်သူမှမလာကြောင်းသူ့လင်ကြီးမင်းကိုမကျွေးမကြံအစ်စ်ခံလေတော့တယ်ကိုကိစ္စမှာလွယ်လွယ်ကူကူနဲ့ပြီးပြောက်သွားနိုင်တော့ကိစ္စမျိုးမဟုတ်ပေမကြီးကတော့ညင်မကြီးအမှုတစ်ခုဖြစ်တော့ကြောင်းမကြီးကိုယ်တိုင်ရောစာကြီးကိုခေါ်ကစစ်စီးရပြန်တော့ဤမဟုတ်ရပါဘူးတကြီးတော်တော်ဥစ္စာမရှိခွန်းလို့မလအဆုံးယူလို့ထင်ရတာဦး ကျုပ်ကယုံကြည်ကတ်တွေမရောက်စေခြင်းကြိတ်ပြီးမေးနေတာဒေါ်စာယူယူဒါဟာပုံမှန်38ရာသမှုမြောက်တယ်ဒါလည်းလားထောင်ကျနိုင်ရင်ပြီးတော့ကတ်ရောက်တော့လို့ရှင်ကတ်တွေကကြိုက်နှက်ပြီးစစ်စစ်ချင်းစစ်စစ်ရတာဒါတော့တော့ဖះရနဲ့တခြားနေရကြည့်မနေပါဘူးကြုံယူလာတော့အင်းရဲကမဟာကြီးတဲ့တိမာပဲခမရနဲ့တွေနဲ့တိုက်တဲမိနေဥပ္ပေစကားပြောမယ်ဆိုလို့ရှိရင်နှက်ပြေကတရားဝင်တာမဟုတ် ဟိုတနေ့တုန်းကငင်းညာရှာနေဆောင်နေလာတော့ဆောင်းနေတဲ့ငွေတစ်စင်းနဲ့ဝယ်လိုက်တာဘဲရတယ်ပတ်စံတော့ရွာတကြီးကခြေသူမဟုတ်ပါသူ့ရွာထဲမှာတော့စုံနောက်မောင်ဆန်ရပင်ဖြစ်လေပါလေအဲဒီလိုမိလိုက်တော့ဒေါ်သာယူကြီးမှာမျက်နှာပြက်ကစကားများဆွန့်အားရဖြစ်သွားပါတော့ဒါကတော့မယုံရင်မြည်ကြည့်ပါကွေဖိုးငွေသမီးတိတ်တိတ်ကလေးကိုဝင်ဖြတ်လို့ရတဲ့ငွေနဲ့ဝယ်ထားလို့ရတဲ့ငွေစပါ ပတ်တည်သူပြလိုက်ပါသည်ထို့သောဒကြီးကလောကမချင်းနဲ့ဒကြီးကိုယ်တော်လည်းမချင်းနဲ့ထို့ကြောင့်ဒေါ်စာယူကိုချော့တမျိုး၆တပွဲအမင်းမျိုးစီစီကြီးရမှာဒေါ်စာယူကတော့ဘူးခွန်ကြီးသာညီကြီးတို့ကဲကိုစံမင်းကြီးရဲ့ဒီမင်းမာကြီးကိုမြို့ဝကတ်တာပို့လိုက်ပါတော့ပေါ်လာပါလိမ့်မယ်ဒကြီးကလောမွှေစင်ကသူ့ယောက်ျားအာနာပိုင်ကိုတွေးထုတ်ပြီးပြလိုက်ရတော့ဒီငါသနာလို့ပါကွာသူခမယာကိုကြီးဦးမနဲ့ တနာတာရေးမကြည့်ဘူးတော့ကျုပ်ဒီမောင်မပျောက်တာကိုမစစ်နိုင်ဘူးဆိုရှင်တော်ခွေးပြမှာဆိုလို့ပြောရတာဘာပေါ့ဒီစကားကဘာစကားတော့တော်ခွေးလို့ပြောတာမဟုတ်ပါဘူးလကြီးရောရဲ့ပစ္စည်းပစ္စည်းအိမ်မောင်ပျောက်တာပြည့်ခန့်မမီဘူးဆိုလို့ရှင်တော်ဆောက်ဆက်မကွဲပေဘူးလားလကြီးကုဆမ်မင်းဒီမဟာအချက်တော်ကွဲမအောင်တော့တကြီးကတော့ပြောမှာပဲတတိယတော်ကြီးဆိုရင်မိရှာလေးတော့အေးကွာဒီဆိုးလာတယ်ကွာ မကြခင် အစင်းနဲ့ရောက်လာတော့နေလေရာချီများနဲ့ဒေါ်သာယူကိုမြို့လိုခဲ့လိုက်လို့ဒီတကြီးပြောတော့ဒီမိမကြီးကို6ယောင်လှိုက်ရင်တော့ပါပဲနောက်တည့်ရကျတော့ဒေါ်သာကြီးကြောက်ပြန်ရောက်လာတယ်ရဲဌာနတွင်ဘလို့ဘလို့လှုပ်ပြီးစစ်ခံလိုက်ပြီးဘာသူရွာသားတွေအကြီးချာမသိပါတကြီးကတော့စိန်လက်စုပ်ကိုတူကိုရန်ယူမီရောက်ဝေတရားနဲ့ရောင်းစားပြီး ဝေ60ကျန်းသေးပြီးတကြီးကိုပြန်ပြေးရောက်လက်စုပ်မှာ အရာအစီအတံဖြစ်သောကြောင့်ဂျန်ဝေ65ချက်ကိုတလ5ချက်ပေးဆက်ပါမည်ဟုဒီပြန်လာအောင်ဟိုးဟိုးကြော်သွားလေတော့လေဒီစကားနဲ့ပတ်သက်ပြီးဒေါ်သာယူထံမှဖျားတိပါတော်သူတော်စကလုံးပုံမှာဖြစ်လေလို့ဒီဆိုစကားမှလည်းဘာမှမကြရခိုင်းပြောနေကြအတင်းအပြင်းစကားလို့ပြင်ဒေါ်သာယူနှုတ်ဖျားမှထွက်ရင်မလာတော့ဘူးသူ့ရင်မူရမှာရက်ရှိလာများ နာရရှိဖြားနာရမှာမတည်ယူတမဲနန်းလန်ထလာရတော့ဒီမမာကြီးကလေးဖြစ်လေတော့တယ်။ကိုမင်းကြီးမှလည်းထိုးနေမှစပြီးဒေါ်စာယူဘူးနှိမ့်ဆက်လေတော့ဒီရှိကဖြတ်လက်တည်းများငါဤဝန်းနေဤကနေကြီးတို့အမေကြီးကြီးတော်ကြီးမနဲ့မူရွက်နာကြနေပြီဟုအကြီးကတော်ကကြောင်းပြလေတော့ဒီခါလိုက်ခါလိုက်ဆိုလျင်အနိခံလူသူတွေဒေါ်စာယူကိုတပူးတူကသွားယူသူ့ရဲ့တဲဆုပ်ကလေးကိုခေါ်ကြရတယ်လို့ဒီ ်အခုကရောစာကြီးကိုယ်တိုင်အဲ့ဤတဆင်းအနည်းနေကင်းရခံရဦးမလားတော်ကြီးဝီမြည်၍ဝီလေးချစ်ကြည့်ရအောင်ဆူရချလီတော်ကြီးသူခမညာစားနေရမရှိပေမယ့်ကြိုစရာတော့ရှိရမည်မဟုတ်ပါတော့တလလီဝီငါးချက်ဒီလိုပါတလမှာနှစ်လနှစ်လမှာသုံးလရောစာယူကြီးဇေယမှာဖြာရီပါတူကြီးအမျိုးမျိုးခံစားရပြီတော့ ၄လစီရောက်တော့နေပင်ပစည်းအိမ်ကိုတုံတုံယူရင်းနဲ့လာ၍ငွေငါးချက်မပေးနိုင်၏တောင်းပန်စကားပြောကြားရှာသေးသည်တခေဆိုတော့ပကြီးကတော့ကိုယ်တိုင်ဒေါ်စာယူကြည့်ကိုရက်ဆက်လာတော့မဟုတ်ပါမဟာအချက်တော်ပွဲမှာစိုးယူတာခိုးယူမှုမရမကရှာသည်ဒေါ်စာယူကြီးလက်တယ်ယူပြီးတာဝကြီးချူချောမောမောဝေးဖွားခဲ့ရတယ်မဟုတ်ပါတော့နောက်တနေ့ မိုးလင်းဤမိုးလင်းချင်းရွာထဲတွင်အုတ်မရဆိုင်းမရတို့တရင်ကားတကြီးတာကလေးဆော့ရာကနေတကြီးကတော့စိနက်စွအင်းဟောက်ကပြန်တွေ့ဟင်ဘူးတော့အကြောင်းမင်းဖြစ်နေတော့ဒီတကြီးနဲ့တကြီးကတော့မတ်ရွှေစင်တို့ဒီယင်ထုမနာဖြစ်ကရေးကြီးတုတ်ပြနဲ့ရွာရားကဒေါ်စာယူဤတဲကြီးသူလိုက်လာပြေးကြလေတော့ဒီသူတို့ကဒေါ်စာယူကိုတွေ့ကြပါတယ်ဒေါ်စာကြီးမှာကား စိတ်ဆင်းရဲထုတ်ထိတ်ကိုကြော်လွန်ကသူ့အရာလေးပေါ်တွင်အေးမြအေးစိတ်ရအဝတဘာသူကူပြောင်းတက်ဝင်သွားလိမ့်မည်ကဥဒုခစာဆုံးနားဆုံးကြရတယ်ဒီနေ့အကြီးဒီမှာနောက်ောက်ဒီမှာပြန်နေဆုံးကြမယ်